အားလုံးပဲမင်္ဂလာပါခင်ဗျာ Lucky Duty Channel ကနေပြန်လည်ကြိုဆိုလိုက်ပါလေခင်ဗျာလေးလပိုင်းတရက်နေ့2025ကျွန်တော်အင်္ဂါနေ့ပေါ့ခင်ဗျာနော်လေးလပိုင်းတရက်နေ့12နာရီ10မိနစ်တွင်ပထမဆုံးဒေစီပိုင်းလေးကိုတွက်ပြပေးသွားပါမယ်ခင်ဗျာနော်ပထမဆုံးဒေစီပိုင်းလေးက12နာရီ10မိနစ်တွင်ဒေစီပိုင်းလေးကိုကျွန်တော်ဥစားတွက်ပေးပါမယ်ပထမဆုံးဒေစီပိုင်းလေးကတော့ဒီဟာကျွန်တော်တို့6ရဲ့နော်6ရဲ့ 1ရက်9ရက်ပေါ့เนาะဒီ3လုံးပေါင်းချင်းเนาะဒီ3လုံးပေါင်းချင်းက10ရက်ဟုတ်ရော10ရက်ပြီးတော့ဒီက9နံပေါင်း16ပေါ့เนาะ9ရက်ပါဝါက2ဟုတ်ပြီเนาะ9ရက်ပါဝါ2ဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ဗာထွက်သွားပြီလဲဆိုတော့2ထိပ်စီเนาะဒီမှာ2ထိပ်စီထွက်သွားတယ်6 10ပေါင်းချင်းက10 16 9ရက်ပါဝါ2ဒီမှာ2ထိပ်စီထွက်သွားပြီဟုတ်ပြီเนาะနောက်တစ်ခုကျွန်တော်ဆက်ကြည့်မယ် ောက်တစ်ခုကြတော့ဒီမှာနော်နောက်တစ်ခုကြတော့ဒီဟာဘာနဲ့လဲကျွန်တော်3ညနော်3ည6 6ဒီ3လုံးပေါင်းခြင်းဒီ3လုံးပေါင်းခြင်းက7နှစ်နော်7နှစ်ဆိုတော့2ရဲ့ပါဝါက9နှစ်သူ့မှာလဲကျွန်တော်တို့ဘာထွက်သွားလဲဆိုတော့9နှစ်ထိပ်စီနေဒီမှာ9ထွက်သွားတယ်ဟုတ်နော်လာမယ့်ကျွန်တော်တို့ဘာထွက်သွားမလဲဆိုတော့လေးလပိုင်းတရက်နေ့ နော်လေးလပိုင်းတန်ရက်နေ့2025 7နာရီတမနစ်မှာကျွန်တော်တို့ဖြစ်နိုင်ဒီရှိတဲ့ထိတ်စည်းပေါ့ခင်ဗျာနော်ဖြစ်နိုင်ဒီရှိတဲ့ထိတ်စည်းဟာဒီဟာ၄ရက်ပြီးရင်ကျွန်တော်တို့6ရက်ဟောပြီနော်6ရက်ကျွန်တော်တို့ကပြီးခဲ့တဲ့တောက်ကြနေ့ကညနေပိုင်းကတော့ထွက်လာမထွက်တာလည်းမသိတချို့က9ခုပြောတာတော့ကျွန်တော်ဘယ်လန့်ပြလာပြီးတော့ကျွန်တော်တို့ဟောပြီနော်ဘာမှမထည့်တာပဲနဲ့ကျွန်တော်တွက်ပြတာပါ အခုအဲ့ဒီ၃လုံးပေါင်းချင်းပေါ့ခင်ဗျာเนาะကျွန်တော်အဲ့ဒီ၃လုံးပေါင်းချင်းကเนาะ၃လုံးပေါင်းချင်းကကျွန်တော်73ရပါတယ်3ရဲ့ပါဝါကကျွန်တော်တို့800ရတယ်ဒါကြောင့်မို့ကျွန်တော်ထိတ်စီပါရသွားပြီလေ8တလုံးရသွားပြီခင်ဗျာเนาะထိတ်စီက7လုံးရသွားပါပြီเนาะကျွန်တော်72နာရီ10မိနစ်အတွက်ထိတ်စီကကျွန်တော်တို့7လုံးရသွားပြီအခုကျွန်တော်အပိတ်ကနန်းလေးစပြမယ်ခင်ဗျာเนาะအပိတ်ကနန်းလေးစပြမယ် အပိတ်ကနန်းလေးကဘာဖြစ်မလဲဆိုတော့ကျွန်တော်အပိတ်ကနန်းလေးကဒီက2ရယ်6ရယ်9ရယ်8ရယ်เนาะ2 9 9 8ဒီ၄လုံးပေါင်းခြင်းပေါ့ခင်ဗျာเนาะဒီ၄လုံးပေါင်းခြင်းကကျွန်တော်တို့က9နဲ့ဒီ6 8 20နဲ့8 20နဲ့8 20နဲ့8ဆိုတော့8ရယ်ပါဝါက3ပေါ့เนาะ8ပါဝါ3ဆိုတော့ဒီမှာလည်း 3အပိတ်နဲ့ပါထွက်သွားတယ်20 3ဆိုပြီးတော့3အပိတ်လေးနဲ့ထွက်သွားပါတယ်ဘုနော်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်နောက်တစ်ခုကလည်းအဲ့ဒီတိုင်းလေးပါပဲဒီက9ရဲ့9ရဲ့3ညရဲ့9ရဲ့နော်ဒီ၄လုံးပေါင်းခြင်း9နဲ့ဒီ14 9နဲ့ပေါင်းတော့16 9ရဲ့ပါဝါက4ပါခင်ဗျာဒီမှာလည်းကျွန်တော်တို့၄အပိတ်ဆိုပြီးတော့84ထွက်သွားပါတယ်ခင်ဗျာနော်ဒါကြောင့်မို့လာမယ့်ကျွန်တော်တို့၄လပိုင်းတရက်နေမှာဖြစ်နိုင်ကြီးရှိတယ် နော်အပိတ်ကဏ္ဍလေးရတော့3ညရဲ့3ရဲ့ဒီက4ရဲ့ဒီက3ညရဲ့ပေါင်းချင်းကတော့900ရပါတယ်900ရဲ့ပါဝါက2ဆိုတော့ကျွန်တော်တို့2ပိတ်ပါတယ်နော်ကျွန်တော်တို့အပိတ်လေးရ2ပိတ်တာ82ပါဒါက20အတိုင်းကြာခဲ့တယ်7နိုင်10မိနစ်အတွက်ဒဲကဏ္ဍလေးတစ်ခွက်ပေါ့ခင်ဗျာနော်82 82မှာမှကျွန်တော်တို့ဒီမှာအရန်ခွက်လေးကျွန်တော်ပေးပါမယ် เนาะ62ဆိုတော့ကျွန်တော်တို့အမှ72တက်မိနစ်တော့ထိစီကနန်းလေးရာ62ကျွန်တော်တို့ရပါပြီခင်ဗျအခုကျွန်တော်အပိတ်ဥစားเนาะအပိတ်အပိတ်မဟုတ်ပါဘူးကျွန်တော်အရန်ကွက်လေးပြမယ်ခင်ဗျဟုတ်ပြီနော်အရန်ကွက်လေးอ่ะဒီမှာ3ပါဝါเนาะကျွန်တော်3ပါဝါ၈3ရဲ့နှက်ခတ်က9 9ရဲ့ပါဝါ2 9ရဲ့နှက်ခတ်က3ကြအဲ့ဒါလေးထိုးလို့ရပါလေဟုတ်ပြီနော်3 9 3 2 3 3ကြ6 9 8 3ကြ5 9 5 2 5 3ကြ အဲ့ဒါလေးတွေကအရင်အဓိကမိန်းကတော့72ကတော့မိန်းပေါ့ခင်ဗျာနော်ကျွန်တော်တို့လေးလပိုင်းတရက်နေ့နော်72နာရီ10မိနစ်တော့က72ကတော့မိန်းပါခင်ဗျာနော်ကျွန်တော်တို့အခုညနေ4နာရီခွဲကိုတခါတည်းဆက်ပြရမယ်ခင်ဗျာနော်ညနေ4နာရီခွဲအတွက်နော်ညနေ4နာရီခွဲကိုကျွန်တော်ခဲလေးနဲ့ပြအောင်နော်4နာရီခွဲအတွက်ကိုပထမဆုံးကျွန်တော်တို့က နော်၄နိုင်ခွဲတဲ့ထိတ်စီးရောဒီ၆ထိတ်စီးလေးကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီဟာ9ရယ်9ရယ်နော်ဒီနှလုံးပေါင်းခြင်းဒီနှလုံးပေါင်းခြင်းရယ်ကျွန်တော်တို့ဒီဟာနောက်ပိတ်ဆုံးဒီဟာ3နော်ဒီ3နဲ့ပေါင်းခြင်း9 9 3ပေါင်းခြင်းဒီ3လုံးပေါင်းခြင်းပေါ့ခင်ဗျာနော်9နဲ့ဒီ78 21 1ရယ်ကျွန်တော်တို့ပါဝါက6ဟုတ်ပြီနော်1ပါဝါ6ဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့6ထိတ်စီးထွက်သွားတယ်6လေးထွက်သွားနော် 6993783981တရက်ပါဝါ6 6ထိပ်စီထွက်လာတယ်။เนาะဒါကကျွန်တော်တို့တရက်နေ့ညနေ4နိုင်ခွဲတော့ပါခင်ဗျ။ဒီမှာလည်းဒီလိုမျိုးပဲခွန်3ည10ပေါင်းချင်းဟုတ်ပြီเนาะခွန်3ည10ပေါင်းချင်းက15ရပါတယ်9ရက်ပါဝါက3 3ညပါခင်ဗျ။เนาะ9ရက်ပါဝါ3ညဒီမှာကျွန်တော်တို့3ညထိပ်စီလေးထွက်သွားတယ်။ဒီတိုင်းပဲကျွန်တော်တို့ရှင်းလာမယ်ဆိုရင်တော့เนาะကျွန်တော်ညနေတရက်နေ့ လေးလပိုင်းတရက်နေ့ညနေ၄နာရီခွဲမှာဖြစ်နိုင်ခြေရှိတဲ့ထိပ်စီးလေးရတော့ဒီ၃လုံးပေါင်းချင်းပေါ့ခင်ဗျာเนาะ၃ခွန်၃ညအော် sorry ပါ၃၄၃ပေါင်းချင်းက9 9ရက်ပါဝါက2เนาะဒါတော့ညနေပိုင်းကပါထိပ်စီးရကျွန်တော်2ထိပ်စီးရသွားပြီเนาะညနေပိုင်းက2ထိပ်စီးလေးရသွားပြီခင်ဗျာ၄နိုင်ခွဲတော့ပါတရက်နေ့၄เนาะ၄လပိုင်းတရက်နေ့ညနေ၄နိုင်ခွဲတော့ကကျွန်တော်တို့နှစ်ထိပ်စီကျလုံးရသွားပြီအပိတ်ကိုကျွန်တော်ဆက်ပြမယ်เนาะ အပိတ်ကဏ္ဍလေးအပိတ်ကဏ္ဍလေးကိုဆက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့အပိတ်ကဏ္ဍလေးဘာပိတ်နိုင်ကြီးရှိလဲဆိုတော့ဒီကျွန်တော်နော်ပိတ်နိုင်ကြီးရှိတဲ့ကဏ္ဍကဒီက9ရယ်နော်9ရယ်10ရယ်981ပေါင်းချင်းနော်ဒီ3လုံးပေါင်းချင်းပေါ့ဟုတ်ပြီနော်981ပေါင်းချင်းက9 9 9နဲ့လီ88 8ရဲ့ပါဝါက3เนาะ ရှိရပါဝါကတော့ကိုကိုဘောတဲ့ရှိကိုပေါင်းချင်းက10 88ရှိရပါဝါတော့ဒီမှာကျွန်တော်တို့3အပိတ်နဲ့63ထွက်သွားတယ်ခင်ဗျာเนาะနောက်တစ်ခုလေးကြည့်မယ်နောက်တစ်ခုကြတော့ဒီကကျွန်တော်3ညရဲ့9ရဲ့3ရဲ့ပေါင်းချင်းက10ရဲ့3ည3ညရဲ့ပါဝါကလည်း9ပဲခင်ဗျာ9ဆိုတော့ဒီမှာ9အပိတ်3ည9ဆိုပြီးထွက်သွားတယ်ဟုတ်ပြီเนาะ ။ဒါကြောင့်မို့လာမယ့်ကျွန်တော်တို့တရက်နေ့လေးလပိုင်းတရက်နေ့ညနေ၄နာရီခွဲမှာဖြစ်နိုင်ကြီးရှိတယ်။အပိတ်ကဏ္ဍလေးကတော့ဒီက၄ရက်၃ညရက်ဒီကဘာမှမရှိတဲ့ကဏ္ဍလေးတစ်ကလုံးဝင်ပေါင်းချင်းကတော့၄ပေါ့ခင်ဗျာ၄ရက်ပါဝါက၉ပါခင်ဗျာ။ဒါကြောင့်မို့ကျွန်တော်တို့ညနေပိုင်းကနော်၂၉မနက်ပိုင်းကတော့82ပေါ့နော်။ဒါကတော့20တိုင်းကြာခဲ့တဲ့ကဏ္ဍလေးနှစ်ကွက်ပေါ့ခင်ဗျာ။အဒီမှာမှာ ညနေပိုင်းအတွက်အရင်ကြည့်မယ်ဆိုရင်9ရက်နှက်ခတ်က3ညဖြစ်မယ်နော်ဒီမှာ3ညဖြစ်မယ်4ရက်ပေါင်းဝါကို4ရက်နှက်ခတ်က2အပူကြိုက်တဲ့လူကြတော့ဒီမှာဘာဖြစ်မလဲဟုတ်နော်နှစ်နှစ်ဖြစ်ပါမယ်အပူကနှစ်နှစ်တကွထွက်သွားမယ်နော်အာမနှစ်နှစ်တကွထွက်သွားပါလေခွန်၄ခွန်၉ခွန်နှစ်ဖြစ်မယ်နှစ်၄နှစ်ကိုနှစ်နှစ်ဖြစ်မယ်3ည၄3ည၉3ည၂ဖြစ်မယ်ခင်ဗျအဲ့ဒီမှာမှဘလို့ထိုးလို့ရလဲဆိုတော့ညနေထိပ်စီးရဲ့ မနက်အပိတ်နဲ့ထိုးမယ်ဆိုရင်20နှစ်နော်အပူက20နှစ်ထိုးလို့ရပါတယ်ခင်ဗျအားလုံးပဲလေးလာပိုင်းတရက်နေ့မှာမနက်ဝညနေပေါ်ကံကောင်းကြပါစေခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ